အခုလက်နေရာတွေစထုတ်ရမှာပေါ့နော်လက်ထိုးမဲ့ဆိုလို့ရင်းမြရှေးပိုင်းမှပြောခဲ့တယ်အင်းကြီးရဲ့နောက်ချမ်းရဲ့တနေရာမှာမကာလီမက်ခဲလို့ပြောထားရနော်အဲ့ဒီမှတ်ထားတာလေးဒီနောက်ချမ်းအတိုင်းဘယ်လိုပြောမလဲနောက်ချမ်းအတိုင်းလေးကိုခန္ဓာကိုယ်မှာကက်ကြည့်လိုက်ပေါ့နော်ရှေးချမ်းကိုရှေးမျက်နှာမှာထားပြီးတော့ကက်ကြည့်လိုက်ပါကက်ကြည့်ပြီးတော့ဘယ်ဘက်လက်ညာဘက်ဘယ်ဘက်ချိုင်းညာဘက်ချိုင်းကိုခွဲလိုက်ပေါ့နော်အဲ့တော့မင်း ဒီဒီငကိုဝေ့ရမယ်အတိုင်းလေးခန္ဓာကိုယ်မှာကက်ကြည့်လိုက်မယ်ကက်ကြည့်ပြီးတော့ဘယ်ဘက်လက်အပေါက်ကနေစထိုးမယ်ပေါ့နော်အလဘက်ကနေပဲထိုးပါမယ်အဲ့တော့ဘယ်ဘက်လက်အပေါက်ရဲ့ဒါကမင်းကက်ကြည့်ပြီးတခါမင်းအင်ကြီးရဲ့ဘယ်ဘက်လက်ဘယ်ဘက်လက်အပေါက်ရဲ့ဒီလိုမျိုးဂျိုင်းနေရလေဂျိုင်းနေရမှာဒီလိုချိန်ခွင်းလေးတွေလုတ်ပြီးတော့မင်းတို့ဆက်ခဲ့တယ်လေဟိုဘက် channel ဒီဘက် channel အဲ့ဒီဂျိုင်းနေရနာကနေစထိုးရမှာပါဒီမှာဒါလေးကကိုကိုအင်ကြီးထိုးပြီးတော့ရင်တော့ကြီးလိုက်ရင်တည်တာရယ်ပေါ့နော်ဒီမှာချင်းခွင်းနေရလေးရှိတယ်ငါးခွင်းထိုးခဲ့လေ1 2 3 4 5ခွင်းချင်းငါးခွင်းအဲ့ဒီငါးခွင်းနေရရဲ့ထိတ်ဒီဘက်ဖျားဆုံးထိတ်ကနေစပါမယ်ချင်းငါခွင်းနေရဘဲ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 ချမ်းနော်ခန္ဓာကိုယ်အလှအတိုင်းကိုဝိမတ်ပုံစံလေးအတိုင်းအပေါ်ကနေထက်ကြည့်လိုက်ထက်ကြည့်ပြီးတော့ အဲ့ဒီနေရာနေစမယ်ဆိုတော့မင်းပထမဆုံးချီကိုခွင်းလေးလုပ်လိုက်မယ်ခွင်းလေးလုပ်ပြီလို့ရှိရင်အဲ့ဒီချင်းငါခွင်းဒီမှာချင်းခွင်းလေးနော်တိုင်းလေးကြည့်လိုက်မင်းတို့ဂျိုင်းအောင်မှာဆက်တဲ့ချင်းခွင်းလေးငါခွင်းထုတ်ခဲ့တယ်အဲ့ဒီငါခွင်းရဲ့ထိတ်ဆုံးနေရာမှာ ထိန်တော့ထိန်ဆောင်တဲ့နေရာမှာအက်ကိုထိုးပြီးတော့ခြေချဲ့ယူဒီမှာဘယ်ဘက်လက်မောင်းကနေလက်ဆထိုးပါတော့မပြီးရင်တော့တိုင်ရှည်တိုင်စားချိန်၃ခုတက်မယ်နောက်ထပ်ချိန်၅ခုလာထိုးတဲ့ချိန်၅ခု၅ခုပြီးလို့ရှိရင်အဲ့ဒီခွင်ပထမဆုံးခွင်ထဲမှာကတိုင်ရှည်တတိုင်လာမယ်ပြောလို့ရှိရင်ဒုတိယခွင်ဒုတိယခွင်ထဲမှာကတိုင်ရှည်နှစ်တိုင်လာမယ်။ဘာချိန်မှမချအောင်နော်။အလားဘက်ကနေပဲထိုးပါတယ်။ တိုင်အလားတွေကနေပဲပြီးလို့ရှိရင်တော့ချိန်နှစ်ခုလာတတိယမြောက်ခွင်းထဲမှာကနောက်ထပ်နှစ်တိုင်ထိုးမယ်သရုတ်ထခွင်းထဲမှာကတတိုင်ထိုးမယ်ပြီးရင်ချိန်နှစ်ခုလာဒီပဲအစွန်ဆုံးခွင်းနော်အစွန်ဆုံးခွင်းထဲမှာကတတိုင်ထိုးမယ်တတိုင်ထိုးပြီးတော့မင်းတို့ဒီဘက်မှာကဒီမှာဒီလိုပက်လေလေးကြည့်လိုက်ဒါက3တိုင်အတိုင်းရှိလေး3တိုင်းရှိတယ်ဒီမှာနော်ဒီလိုမျိုးတက်လာတဲ့အတိုင်းရှိ3တိုင်း ဲ့ဒီတိုင်းရှိ3တိုင်းမှာကြတော့ဒီကြံနဲ့2တိုင်းအပြင်ဘက်2တိုင်းမှာတပေါက်ကို2တိုင်းထိုးလိုက်ပါမယ်ဘဲဘဲဂျိုင်းကိုအလားဘက်ကနေစားတာပါနော်ပြီးလို့ရှိရင်တော့ချိန်းနှစ်ခုလာလာပြီးရင်ဒီဆွတ်ချွတ်တဲ့နေရာလေးရဲ့ထိတ်ရောက်သွားလိမ့်မယ်သူကသူအဲ့ဒီထိတ်မှာကတိုင်းရှိ2တိုင်းပြီးရင်ချိန်းနှစ်ခုချိန်းနှစ်ခုပြီးလို့ရှိရင်တိုင်းရှိအဲ့လို3တိုင်းလေးတွေကတနည်းတော့5ခုရှိရမယ်ဒီမှာနော်2တိုင်းပြီးလို့ရှိရင်နော်ဒါ3တိုင်းပေါ်မှာတော့3တိုင်းပဲ 3နိုင်ချိန်နှက်ခုနောက်ထပ်ဒီနဲ့3နိုင်ချိန်နှက်ခုအဲ့ဂျိုင်းအောက်စတဲ့နေရာလေးသိချကြည့်ပြီနော်နောက်ထပ်3နိုင်နေရာမှာက3နိုင်မဲ့ချိန်နှက်ခု3နိုင်နေရာမှာနောက်ထပ်3နိုင်ချိန်နှက်ခုဒီ3နိုင်နေရာမှာလဲ3နိုင်ပဲ ချင်းနေရာနှစ်ခုလေးကြီးပဲเนาะပြီးလို့ရှိရင်ဒီမှာဆုချွတ်တဲ့နေရာလေးရောက်လာပြီအဲ့ဒီရဲ့ထိမ်မှာကြတော့တိုင်းရေတတိုင်းပဲနောက်ထပ်ချင်းနှစ်ခုအဲ့တော့ဒီတိုင်းသုံးတိုင်းချင်းနှစ်ခုတွေတောက်လျှောက်လို့လိုက်ပါဒီမှာမျိုးလို့ကြည့်ကြည့်မယ်ဆိုရင်တတိုင်းနှစ်ခုရဲ့ကြားထဲမှာသုံးတိုင်းက1 2 3 4 5ခါရှိပါတယ်เนาะအဲ့ဒါကိုပက်လေထိုးပြီးတော့ဒီဘက်နားရောက်ရင်တစ်ချက်ပြင်ပြပါမယ် အခုဒီမှာမင်းဘယ်ပဲလက်ရဲ့ရိုးဝမ်းကိုပက်လဲထိုးလိုက်ထိုးလိုက်ရင်လည်းဒီမှာစတက်တဲ့နေရာနောက်ရောက်ခန့်နေပေါ့နော်ဒီနာလေးမှာဘယ်လိုလဲဆိုတော့ဒီမှာဆိုလို့ရှိရင်လည်းတိုင်ရော့နေရာရောက်တော့ချိန်နှက်ခုနဲ့ရုံဝန်ဒီဆွတ်ချွလေးပေါ်မှာကတတိုင်းမဲထိုးဆိုတော့တတိုင်းပြီးရင်ချိန်နှက်ခုချိန်နှက်ခုပြီးလို့ရှိရင်မင်းတို့ပါလဲဆိုတော့ဒီသုံးတိုင်းဒီဒီနေရာလေးဒီဆက်တဲ့သုံးတိုင်းနေရာရောက်သွားပြီပေါ့နော်အဲ့နောက်မှာဆိုလို့ရှိရင်လည်းပဲသူရဲ့ငကိုပက်တန်ကိုကသုံးတိုင်းရှိတာဒီစုံတဲ့နေရာနဲ့တတိုင်းနဲ့တိုင်းသုံးတိုင်းအဲ့ဒီမှာတပောက်ကိုတတိုင်းထိုးလိုက်ရောမှာပဲ လမ်းပေါ်မှာအတန်လေးတွေဆိုရင်ပြီးခံပြီးပါတပေါက်ကိုတတိုင်းဒီစုံတဲ့နေရာဆိုလို့ရှင်လည်းဒီမှာတတိုင်းထိုးလိုက်တော့၃နိုင်ဖြစ်သွားတယ်၃နိုင်ပြီးရင်မင်းတို့ကချိန်နှစ်ခုထိုးချိန်နှစ်ခုထိုးပြီးလို့ရှင်တော့ဘာလုပ်မလဲဆိုတော့ဒီမှာတိုင်လေးဆက်တက်တာကဒီ queen ရဲ့စုံတဲ့နေရာကနေပြီးတော့ချိန်လေးတွေဆက်တက်ခဲ့တာဆိုတော့သူ့ဘေးကဒီမှာဒီဒီအကန့်လေးရှိတယ်ပေါ့နော်တဒန်းစာဒီအကန့်လေးအဲ့ဒီအကန့်လေးထဲမှာတိုင်ရှည်နှစ်တိုင်ထိုးလိုက်ပါ ပြီးလို့ရှိရင်ဒူဘေးကဒီမှာချိန်စတက်ခဲ့တဲ့၃ပေါက်မြောက်ပေါ့နော်ချိန်စတက်ခဲ့တဲ့၃ပေါက်မြောက်နေရာမှာရှက်ကော်လေးနဲ့ဆက်လိုက်ပါအဲ့ဒါဆိုလို့ရှိရင်ခြာစတက်တာကတစ်တိုင်းစားဒီထဲမှာနှစ်တိုင်းဆိုတော့ဒါက၃နိုင်သဘောမျိုးဖြစ်သွားပြီဒါကဘယ်ဘက်လက်ရရိုးဝင်ပြီးပါပြီရိုးတူတက်မယ်ဆိုလို့ရှိရင်တိုင်းချေတိုင်းစားချိန်သုံးခုလာတယ်မှာဂျာမန်ခြာဖို့ချိန်နှစ်ခုချိန်နှစ်ခုပြီးလို့ရှိရင်ရိုးတူကမင်းတို့ပါနဲ့တူလို့ရိုးဝင်အတိုင်းပဲဒီမှာ၃နိုင်ရှိရင်၃နိုင် ချိန်နှစ်ခုဒီဘက်သုံးတိုင်းနေရာမှာသုံးတိုင်းဘယ်ဘက်လည်းရိုတူးပါเนาะချိန်နှစ်ခုအော်ဒီမှာဆိုလို့ရှိရင်လည်းဒီစုံတဲ့နေရာလေးကမင်းတို့ဒီအောက်တန်းကျင်တာကျဲတယ်လို့ဖြစ်နေတယ်သူကသုံးတိုင်းဆက်တိုင်းထိုးထားတာပဲဆိုတော့အဲ့မှာလည်းတပေါက်တစ်တိုင်းနဲ့သုံးတိုင်းပဲထိုးပေးပါသုံးနိုင်ပြီးချိန်နှစ်ခုတတိုင်းပုံမှာကြတော့တတိုင်းပဲဆက်ပြီးတော့ထိုးမယ်ဒီမှာတတိုင်းเนาะ ပြင်ချင်းနဲ့ကိုသူကရိုဝမ်နဲ့ရိုတူနဲ့အတူတူပါပဲအဲ့ဒီအတိုင်းပက်လဲထိုးလာပေးပါဒီဆက်တဲ့နေရာတွေတစ်ချက်ပြပါအမယ်ဘယ်ဘက်လက်ရဲ့ရိုတူပါနော်အခုဘယ်ဘက်လက်ရဲ့ root 2ကိုပက်လဲထိုးလာတဲ့ချိန်နဲ့ခုဒီမှာ၃တိုင်းပုံမှာက၃တိုင်းပဲထိုးမယ် ဟိုဒါလက်ကြက်မှာပါညာပူလို့ရှင်ပေါ့နော်အဆိုင်ကိုတစ်ဆိုင်လောက်ပြောင်းပြီးထိုးလိုက်နော်ပြီးရင်ချင်းနှစ်ခုနဲ့မင်းတို့ကဒီမှာကျတော့တစ်တိုင်းသာပဲတက်ရသေးတာဆိုတော့ဒီဘက်နှစ်တိုင်းကျန်တယ်အဲ့ဒီနှစ်တိုင်းပေါ်မှာလည်းတပေါက်တစ်တိုင်းနဲ့အရင်ထိုးလိုက်မယ်ထိုးပြီးကံမှာဒီကတပေါက်နှစ်ပေါက်သုံးပေါက်မြောက်ချိန်မှာရှက်ကုန်နေတော့လိုက်မယ်ဒါက row 2ပြီးပါပြီ row 3မှာဆိုလို့ရှင်လည်းပဲတစ်တိုင်းသာချိန်သုံးခုနောက်ထပ်ချိန်နှစ်ခုဆိုတော့ချိန်၅ခု၅ခုပြီးလို့ရှင်သူ့ပြီးကက်ရဲ့သုံးတိုင်းကတော့သုံးတိုင်းပဲထိုးပါမယ်တပေါက်တစ်တိုင်းနဲ့ ဒါက rotary ချပါပြီเนาะပြီးရင်တော့ chain net ခုလာလာပြီးလို့ရှိရင်ဒီ၃တိုင်းမှာကြတော့ပထမတိုင်းပေါ်မှာကတတိုင်းပဲကျန်တဲ့နှစ်တိုင်းကို switch လိုက်ပါမယ် switch ပြီးရင် chain net ခုလာပါမယ်နောက်ထပ်သူပေးကရဲ့၃တိုင်းကိုတစ်ခါတည်း switch ပါမယ် တခါချွတ်နောက်တစ်တိုင်းတခါချွတ်နောက်တစ်တိုင်းတခါချွတ်သုံးတိုင်းကိုအကုန်ဆွချွတ်မယ်ပြီးရင်ချိန်နှစ်ခုလာပါမယ်တတိုင်းရဲ့အပေါ်မှာကျတော့မင်းတို့ကိုယ်တွေမှာထိုးခဲ့တဲ့လိုမျိုးပဲတိုင်းရှိနှစ်တိုင်းချိန်နှစ်ခုအဲ့ဒီအပေါက်ထဲမှာပဲတိုင်းရှိတတိုင်းချိန်နှစ်ခုအဲ့ဒီအပေါက်ထဲမှာပဲတိုင်းရှိနှစ်တိုင်းအဲ့တော့တပွင့်စာဖြစ်သွားပါပြီ။ပြီးရင်တော့ chain နှစ်ခုလား။မာပြီးလို့ရှိရင် အပွင့်ရကက်ရဲ့၃တိုင်းဒီဘက်မှာအပွင့်ရကက်ရဲ့၃တိုင်းကိုဆွကျွတ်ခဲ့တဲ့လိုမျိုးဒီဘက်ရောက်လာလို့ရှင်လေအဲ့ဒီအပွင့်ရကက်ရဲ့က၃တိုင်းလုံးကိုတက်ခါတယ်ဆွချပါမယ်ချိန်နှစ်ခုလာပါမယ်ပြီးရင်သူနဲ့ကက်ရဲ့၂တိုင်းကိုဆက်ပြီးတော့ဆွချပါမယ်တိုင်ရော့ပေါ့နော်နှစ်တိုင်းကိုဆွချတဲ့ဂျန်တဲ့တတိုင်းကိုတတိုင်းပဲထိုးတယ်ပြီးရင်ချိန်နှစ်ခုနောက်ထပ်ကတော့၃တိုင်းကိုတစ်ပေါက်တတိုင်းနဲ့၃တိုင်းပဲလာပါမယ် chain နှစ်ခုအဲ့လိုမျိုးထိုးသားမယ်เนาะအဲ့တော့၃နိုင်အတဲ့အတိုင်းထိုးတာတနည်းရပဲပါတယ်ပြီးရင်ဒီဘက်ပြန်ရောက်လာပြီဆိုလို့ရှိရင်ပထမတိုင်းကတတိုင်းထိုးမယ်ကျန်တဲ့နှစ်တိုင်းကိုဆွချွတ်မယ် chain နှစ်ခုနောက်ထပ်ကျန်တဲ့၃တိုင်းကိုဆွချွတ်မယ်တစ်ခါနှစ်ခါ၃ကဆွချွတ်မယ်ပြီးရင် chain နှစ်ခုတတိုင်းနေရာရောက်တော့အပွင့်လေးလုံးမှာဆိုတော့ တိုင်ရှည်နှစ်တိုင်ချင်းနှစ်ခုအဲ့ဒီအပေါင်းပါပဲတိုင်ရှည်တစ်တိုင်ချင်းနှစ်ခုအဲ့ဒီအပေါင်းပါပဲတိုင်ရှည်နှစ်တိုင်ပြင်တော့ချင်းနှစ်ခုအပွင့်လေးရဲ့ဟိုဘက်ဒီဘက်မှာသုံးတိုင်ကိုစုချွတ်မှာဆိုတော့တစ်ခါချွတ်နှစ်ခါချွတ်သုံးခါချွတ်သုံးတိုင်စုချွတ်ချင်းနှစ်ခုကဲရဲ့မှာဆိုလို့ရှိရင်လည်းနှစ်တိုင်ကိုစုချွတ်မှာဆိုတော့နှစ်တိုင်စုချွတ်ကျန်တဲ့တစ်တိုင်ကတစ်တိုင်ပဲ ချိန်နဲ့ခုပြီးရင်၃နိုင်က၃နိုင်အတက်လာမယ်မင်းပြောလို့မျိုး၃နိုင်အတရာတစ်ခါပဲလာမယ်ပြီးရင်ဒီပက်တန်လေးပြန်ရောက်မှာဆိုတော့တစ်တိုင်းထိုးမယ်နှစ်တိုင်းဆွတ်ချွတ်မယ်ချိန်နှက်ခု၃နိုင်ဆွတ်ချွတ်မယ်ချိန်နှက်ခုပြီးရင်အပွင့်လေးလာမယ်အဲ့တိုင်းလေးပက်လက်လေးထိုးပေးပါဒါက rose tree ပါ